ကဲကျမတို့ past tense မှာတဲ့ဘာသွားမှာလဲဆိုလို့ရှင်မေးခွန်း question အဲ့ဒီ question ပုံစံကျမတို့နှစ်မျိုးကိုလေ့လာ question ပုံစံဘယ်နှမျိုးနှမျိုးအဲ့ဒီ question ပုံစံနှမျိုးကိုလေ့လာပြီးတော့ကျမတို့ဒီ qualify ဖြည့်ဖြည့်တာကိုဘာလို့ခေါ်လဲဆိုရင်သူ့ကို verb form ဖြည့်တယ်လို့ခေါ်တယ်ဟုတ်ပြီနော် verb form ဆိုတာဒီအဲ test တွေကိုကျမတို့ဖြည့်ပေးရတာ verb form ဆိုတာဒီစကားလုံးတွေကိုပုံစံပြောင်းပြီးတော့ဖြည့်ပေးရတာနော်အဲ့တော့ positive question ဆိုတာဒီမေကွန်ဟုတ်တယ်လို့မေကွန်အဲ့လိုမျိုးဟုတ်တယ်ဆိုတော့မေကွန်တွေ့လာတာနဲ့သူ့ကို D ရဲ့ subject ရဲ့ verb ဝင်ဘယ်လောက်ပဲ yesterday တို့ last week တို့ last month တို့ in 2020တို့ဘယ်လိုစကားလုံးတွေပဲလာလာဆမတို့ဒီတဲ့ past tense ကိုပြောပြီးမေကွန်ပုံစံဖြစ်ပြီဆိုတာနဲ့ဒီကိုဆွဲထုတ်တာပဲ ဒီဘက်တွေကိုဘတ်တူးတွေပြောင်းကြလို့လားလို့ဘူးမလို့ဘူးမလို့ဘူးဟုတ်လား negative မေးကောအဲ့တော့မဟုတ်ဘူးလားလို့မေးပြီဆိုလို့ရှိရင်မဟုတ်ခဲ့ဘူးလားလို့မေးပြီဆိုလို့ရှိရင်ဒီရဲ့နောက်မှာ not လေးကပ်ပြန် did not subjective one ဒီခါလေးကျရင်ကျမတို့စကားပြောရင်မဘလို့ပြောလဲ didn't လို့ပြောတယ် did ကို didn't လို့ပြောတာရလားရလားကဲဒါဆိုရင် ဒီမှာဆင်မစတာလေးပြထားတာဒီဆက်ချက်အနည်းများခွဲဖို့မလိုဘူးသူ့မှာဆက်ချက်အနည်းလည်းမရှိဆက်ချက်အများလည်းမရှိဘူးတွေ့တာနဲ့မေးခွန်းဆိုတာနဲ့ဘာထက်တစ်ထက်မေးခွန်းဆိုတာနဲ့ဘာထက်တစ်ထက်အငင်းတွေ့ရင်ဒီရက်နောက်မှာနော်လေးတန်းကလိုက်တာပဲရနော်ဟုတ်ပြီကဲအိဇမဲလေးချပြောရအောင် What bless she have for dinner သူညစာအတွက်သူဘာစာခဲ့တယ်လဲလို့မေးတာဟုတ်လားဘာစာခဲ့လဲလို့ကျမတို့ဒီမေးဖို့မေးပြီဆိုတာနဲ့ HAB ဟာကို HAD ကပြောင်းလို့ရမလားမရဘူးကျမတို့ဒီမှာ ပုံစံပါပြီးသားဘာလေးကိုဆွဲခေါ်ဒီ subject ရှိလေးကိုထားတာအနောက်မှာ HAB ဟာကိုဒီတိုင်းပဲပြန်ရေးပြောင်းလို့မရဘူးအဲ What did she have for dinner? H A B have ကို H A S S နဲ့ပြောင်းလို့မရဘူး H A B have H A D have လည်းပြောင်းလို့မရဘူးသဘောပေါက်လားသဘောပေါက်လားကျင်းတော့ဒေချာရှင်းရနမနဲ့ Where did you put your book yesterday? မနေ့ကနင်းဆောင်အုပ်ကိုဘယ်မှာထားခဲ့တာလဲဟုတ်လား မေကိုမင်းနေပြီဒါဆိုရင်သူ့ကို past tense နဲ့ပြောနေတာ yesterday ပြောနေပြီဒါဆိုရင်ဘာတော့ where you beautiful ကိုဘာသာ beautiful တိုင်းမထားသူ့ကိုပြောင်းစရာမလိုပါ estate စရာမလိုပါသူ့ကိုဘတ်တူပြောင်းစရာမလိုပါနားလေနော် where did you put your book yesterday နံပါတ်3 Blande Black arrived at the party last month. ပြီးခဲ့တဲ့လကတဲ့သူတို့ပါတီကိုလာခဲ့လားလို့မေးတာ။လာခဲ့လားလို့မေးတာနော်။ဒါဆိုရင်စမတို့ဒီခြေဆုံးမှာဗာလေးထက်ဒီဒါပေမဲ့သူဒီအသေးဖြစ်နေလို့မရဘူးစစကလုံးမို့လို့ဗာရေးရမလဲအကြီး DID D WH မပါလဲမလဲသွားနဲ့နော်အဲ့တော့ D D သိ arrive a r r i v e arrive ဒီထဲဖို့လိုသေးလားမလိုဘူးเนาะလုံးဝမလိုဘူးเนาะ arrive at the party last month ဘာသာပြန်เนาะပြီးခဲ့တဲ့လကသူတို့ပါတီပွဲကိုလာခဲ့တယ်လာရောက်ခဲ့တယ်လာရမယ်